ခံမှာလေတလူရေးစပင်ကောင်းနေအများကြီးပဲရှိတယ်ပေါ့နော်ဆရာလေးခလေးခံရတဲ့ခလေးငယ်အတွက်ကိုလေတရားများတောင်းမှုရှာပေးကြတဲ့အင်းနဲ့အားနဲ့လှုပ်ဆောင်ပေးကြတာကြီးကောင်းတွေ့တော့လေအော်စိတ်ထဲမှာအားကြတယ်ပေါ့နော်အေးကောင်းတယ်ပေါ့ဒီလိုမျိုးအချိန်ပိုင်းမိနစ်ပိုင်းတွင်းမှာနော်အဲ့လိုမျိုးတွေလှုပ်ဆောင်နိုင်ပေးကြတာကောင်းတယ်ပေါ့နော်အဲဒါပေမဲ့လေကြီးကောင်းနားမနေတာတခုကလေတရားများတောင်းမှုဆိုတာအဲ့ဒီခလေးတယောက်မှာပဲရှိတာလားပေါ့နော် ဟိုငါနှစ်တာကာလမှာလေစစ်မိတ်ဆာကောင်စစ်ဘလူးစစ်မိတ်ဆာကောင်ပြည်သူကိုပြည်သူလို့မတတ်မအမျိုးမျိုးရက်ဆက်ညင်ပန်းနှိပ်ဆက်နေတဲ့ကောင်လေးဒီတံကိုခံနေရတဲ့ငါးနှစ်ကြော်ကာလလုံးလုံးခံနေရတဲ့အပြစ်မဲ့ပြည်သူတွေအတွက်တရားမျှတမှုကရောဘမလေးဥတလွဲစပင်ကောင်လေးကျွန်တော်တို့တော်လန်ပြည်သူတွေဒီစောချစ်သူတို့အုပ်ကိုရော မင်းအောင်လှိုင်ရောတရုတ်ကိုရောတခါလေတရုတ်ကတော့ကြိုးစင်တော့မတက်ရဘူးပေါ့ဗျာဟုတ်တယ်ဗလားဒါပေမဲ့စောချစ်သူတို့အုပ်နဲ့မင်းအောင်လှိုင်တို့အပေါင်းပါတွေဒီမာဖီးယားအုပ်အုပ်လုံးကိုကြိုးစင်မတင်ကျင်ကြအောင်လားတင်ကျင်တာပေါ့ဘယ်ပြောကောင်းလဲဟုတ်တယ်ဗလားအကုန်လုံးကျွန်တော်တို့တော်လံပြည်သူတွေမြမပြည်သူတွေအကုန်လုံးတို့အကုန်လုံးချေးကျိုးစင်တင်ကျင်နေကြတဲ့လူတွေကြီးပဲเนาะအဲ့တော့ဆိုလိုတာကကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ ဟိုတယ်တွေကိုအများစုပိုင်ဆိုင်တဲ့အုပ်စုနှစ်စုပဲရှိတယ်။အဲ့ဒါကနံပါတ်1တရုတ်နော်အဲ့ဒါကနံပါတ်1တရုတ်နံပါတ်2စစ်ဖို့တယ်နော်အဲ့တော့ဒီဟိုတယ်နဲ့ခီးသွားလာရေးဒီလုပ်ငန်းခေါင်းစဉ်အောက်ကနေပြီးတော့ဟုတ်လားဒီစစ်ဖို့တွေနဲ့ဒီတရုတ်တွေနဲ့နှစ်ယောက်ပေါင်းပြီးတော့ကျွန်တော်တို့နိုင်ငံမှာဓာရီကိုလုပ်နေ နော်အဲ့တော့ဒီစစ်ဖို့တွေအောက်မှာဘသူတွေနောက်ထပ်ထပ်ပါမလဲဆိုတော့ခုနလိုစောချစ်သူတို့လိုမျိုးအာဒီဒီလက်နက်ကိုင်နောက်ထပ်ဒီအဖွဲ့စည်းခွဲလေးတွေနော်အဲ့တော့ဒီလူတွေကပါနေတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဒီဒီဟိုနေ့မော်နော်ဒီတရုတ်ခုနကကျွန်တော်ဆိုလိုပါဟုတ်လားတရုတ်ကလည်းကျွန်တော်တို့လက်မခံနိုင်ဘူးတရုတ်ရဲ့ဒီဒီစစ်တပ်ကိုဟုတ်လားကပိုက်ဆောင် လုတ်ထားပြီးတော့ကျွန်တော်တို့နိုင်ငံကို အကိုလိုနီလုတ်ပြီးတော့ရှိသမျှတွေကိုဂုံသွေးစုံနေတယ်เนาะကျွန်တော်တို့တော်လန်ရေးကိုဟလာကြာဆုံးဖို့အတွက်ခြေမုန်းကန်ထီးဖို့အတွက်ပြိုကွဲဖို့အတွက်ကိုတရုတ်ကဒီစစ်ဖို့တက်ကိုဒိုင်းရိုက်ထောက်ခံနေတယ်เนาะဒိုင်းရိုက်ထောက်ခံနေတယ်ဟိုအခုကဲကျွန်တော်တို့လည်းသတင်းမီဒီယာတွေမှာလိုက်ပြီးတော့ဟလာအကိုလိုနားထောင်ပြီးသွားကြပြီဆိုတဲ့အခါကျတော့ရှင်းရှင်းလေးပဲတရုတ်တွေလုံနေတာဟလာတရုတ်အစိုးရရဲ့တရုတ်ထောင်လန်ရေးဌာနရဲ့ဒီပါဝင်ပတ်သက်မှုတွေနဲ့တရုတ်တွေလုံနေတာ မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းတွေဟိုအပေါ်ကနေအောက်ထိအကုန်လုံးကိုရဆိုင်ရာအထိနော်တရုတ်တွေပိုင်တာမြန်မာနိုင်ငံအိမ်တွေချမ်းတွေမြေတွေဟုတ်လားအကုန်လုံးကိုဝယ်နိုင်တာတရုတ်တွေပဲရှိတယ်အဲ့တော့ဟိုဘယ်လိုခေါ်မလဲဆိုတော့ဟိုတယ်တစ်ခုကိုလာတယ်ဗျာနော်အာငားတယ်ဟိုတယ်အခန်းထဲမှာနေပြီးတော့သုံးလေးလားနေပြီးတော့သူတို့လှုပ်ချင်ရတယ်လှုပ်သွားတယ်။အာကုလိုတစ်ခုကိုငားတယ်။ငားပြီးတော့သူတို့လှုပ်ချင်ရရင်လှုပ်သွား။နေသားမအောင်ကျွန်တော်ပြောပြပါအောင်မယ်။မြန်မာနိုင်ငံမှာခင်ဗျာ နိုင်ငံတော်ရဲ့ပတ်စံကိုစားထားပြီးတော့ဟုတ်လားဒုံဂျုံကြီးတာဝန်ကိုယူနေရတဲ့ထောင်လိုင်းကြီးတာဝန်ကိုယူနေရတဲ့ရဲမှုကင်းတာဝန်ကိုယူနေရတဲ့လူတွေအများကြီးပဲလေဗျာဟုတ်လားဒီနေ့2021အာနာတိမ့်ပြီးတဲ့အချိန်လေးကနေအခုအချိန်ထိမြန်မာနိုင်ငံမှာရှိတဲ့ဟိုတယ်တွေမှာအများဆုံးလာရောက်ငားရန်နေထိုင်နေကြတဲ့လူတွေကတရုတ်တွေကြီးပဲနေပြည်တော်မှာနေပြည်တော်ကဟိုတယ်ကျွန်တော်နေပြည်တော်ဟိုတယ်ကြီးလဲတဲခဲ့တယ်ပြောပြအောင်မယ်နေပြည်တော်ကဟိုတယ်တွေပါပါတယ် တရုတ်တွေကြီးပဲအများစုကတရုတ်တွေပဲလာတဲတာနော်အဲ့တော့ကိုတို့ပဲတရုတ်ဓာရီကိုစစ်တပ်ကစစ်ဖို့တပ်ကမတည်ဘူးဆိုတာမဟုတ်ဘူးလေဗျာဒီကိုတို့တွေကိုဘယ်သူပိုင်လဲဒါဆိုလို့ရှင်ဟုတ်တယ်ဗလားစစ်ဖို့ဘိုလ်ချုပ်ပိုင်ပိုင်ဒါမှမဟုတ်စစ်ဖို့ဘိုလ်ချုပ်နဲ့ပတ်သက်တဲ့နော်သူတို့အတိုင်းဝိုင်းကပိုင်ပိုင်မပိုင်လို့ရှိလို့ရှင်စစ်ဖို့ဘိုလ်ချုပ်ကိုနော်အာမင်းပါဆက်ဘလောက်ကျဲလဲအာကျဲတလောက်ကို တရုတ်ကနေပြီးတော့ပတ်စံထိုးထည့်ပေးထားတဲ့တရုတ်တွေပိုင်တယ်ဒါကျွန်တော်ပြောတာမဟုတ်ဘူး NP News ကကျော်မျိုးမင်းတို့ People Media ကကျော်စိုးဦးတို့ပြောတာသူတို့ပြောတာကျွန်တော်ပြောတာမဟုတ်သူတို့ပြောတာသူတို့ကိုယ်တိုင်က ပြောတာမြန်မာပြည်မှာရှိတဲ့စစ်ဖို့ဗိုလ်ချုပ်တွေကိုနော်ပါဇက်ကိုအဲ့လိုဟလိုက်တရုတ်ကနေပြီးတော့ပြောတယ်ဟဲ့အောင်မင်းပါဇက်ကျင်းတယ်ဒုတ်ချောင်းယူတက်ကိုယူပြီးတော့ပါဇက်ကိုပါဇက်တဲ့ကို ုတ်ကိုထက်တက်ကိုထောက်ပြီးတော့ပါဇက်ကိုအချိန်ကြီးဟပြီးတော့မှငွေတော့ကိုပြစ်ထည့်ပြီးအဲ MP news ကကြော်မျိုးမင်းတို့ people media ကကြော်ဆိုးဦးတို့ပြောတာနော်အဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့ဟိုတယ်တွေဟုတ်လားကွန်ဒိုတွေ KTV တွေကာရာအိုကေတွေနော်ဘားတွေကလပ်တွေခင်ဗျားမောတွေဘသူတွေပိုင်တာလဲဘသူတွေပိုင်တာလဲပြောနေစစ်ဖို့ပဲလေနော်သူတို့တွေပိုင်တာ ဘုချုပ်တွေနဲ့တရုတ်တွေနဲ့ပိုင်နာကြတာသူတို့တွေအဲ့တော့ဒီဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းအောက်မှာဒီမူရေးစေဝါလုပ်ငန်းတွေကြားဖြန့်လုပ်ငန်းတွေလူကုန်ကူးမှုလုပ်ငန်းတွေဝေချေးခွာချမှုလုပ်ငန်းတွေကျုံပြုမှုလုပ်ငန်းတွေဒါတွေအားလုံးကိုစနစ်တကျနဲ့ကျူးလွန်ကြံစည်နေကြတဲ့လူတွေဟာတယုံနဲ့စစ်ဖို့တွေကျွန်တော်တို့တိုင်းပြည်မှာ တရုတ်နဲ့စစ်ဖို့တွေကျူးလွန်နေကြတာအဲ့တော့မြန်မာနိုင်ငံမှာလည်းဒီလိုဖြစ်နေမွေးစေဝါတို့ကျွန်တော်ပြောသလိုပေါ့ဗျာလူတိုင်းလည်းတိနေပြီဟုတ်လားဒီကောင်တွေဘားတွေကလပ်တွေအကုန်ကာရာအိုကေတွေအဲ့ထဲမှာဒီ hot issue တွေထဲမှာလူတွေတင်းတင်းကြပ်ကြပ်မတိသေးတာကကျွန်တော်တို့မြန်မာနိုင်ငံကအမျိုးသားကောင်းအမျိုးသမီးကောင်းအတတ်မပြည့်သေးတဲ့ကလေးသူငယ်တွေကို ရုပ်ရှင်တွေဟောလီဝုဒ်ရုပ်ရှင်တွေထဲမှာတွေ့ဘူးကြတယ်ဗလားအေးအဲ့လိုမျိုးပဲတောင်အိမ်နေဟမ်နေအောက်ခန်းနေမပိတ်လောင်ထားပြီးတော့ဖြော်တော်ဆက်လုံးနေတာအသက်73 74 75 6 6မိန်းကလေးတွေကိုကျွန်တော်တို့တိုင်းပြည်မှာစစ်ဖို့တည်းရဲ့စောက်သုံးမကြမှုကြောင့်လက်ပြက်နေတဲ့ကလေးငယ်မလေးတွေခမဟိုးနယ်တွေကနေ ရှမ်းပြည်ဟာနေလာတယ်၊ကင်းပြည်နဲ့ဖန်းနေလာတယ်၊မြေဝကျုံမော်အေယာရီယာနေလာကြတယ်ဒီကလေးတငယ်မတွေကိုဒီဟိုတယ်ပိုင်ရှင် KTV ပိုင်ရှင်ကာရာအိုကေပိုင်ရှင်ကွန်ဒိုပိုင်ရှင်ဟမ်ဒီတရုတ်တွေနဲ့ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီးတော့ရှောင်းအိမ်ထဲမှာထားပြီးတော့လိန်ကျုံပြုတ်မှု လုပ်ငန်းကိုပါဒီကောင်တွေကျူးလွန်နေကြတယ် ဆိုတော့မန်နီတိုင်းကြီးရဲ့အစိုးရအဖွဲ့ပေါ့မန်နီတိုင်းကြီးရဲ့အစိုးရအဖွဲ့ဘလောက်ထိဒါခြေတံလက်တံရှည်လဲပေါ့နောက်ကမန်နီတိုင်းမှာရှိရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘလောက်ထိသူတို့ခြေတံလက်တံရှည်လဲပေါ့ဒီဘဝမှုတည်ပြီးတော့ဒါလုံကြံတဲ့စစ်သွေးကြွားတွေကိုဖမ်းဆီးနိုင်မဖမ်းဆီးနိုင်ရင်တော့ဒီဘဝမှာပဲကျွန်တော်မူတည်သွားမှာဖြစ်ပါတယ်အဲ့တော့မန်လေးမှာကလွတ်နေတဲ့အမှုတွေရှိသေးတယ်အဲ့ဒါကပြီးခဲ့တဲ့ဒီအော်တိုဘာလာ အော်တိုဘာလာရှည်ရနေ့ကလည်းအောင်မြေသားဆန်မြို့နယ်အောင်မြေသားဆန်ရက်ကွက်19လမ်းနဲ့80 86 89လမ်းကြားမှာရှိတဲ့ဒီအောင်မြင်သာသန်ရက်ကွက်အုပ်ချုပ်မှုရုံရှိမှာကျွန်တော်ဒီလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ရဲတပ်ချက်ကြီးတယောက်ကို PJ တွေကပြစ်တက်သွားတယ်အဲ့ဒီအချိန်မှာလည်းမမိပါဘူးယနေ့ထိပလုံယနေ့ထိပလုံစဲဖြစ်ပါတယ်နောက်ထပ်ဖြစ်စဉ်တကတော့အော်တိုဘားလာ10ရက်နေ့မှာအောင်မြင်သာသန်မြို့နယ်မြောက်ပြင်းအဲ့တော့မြောက်ပြင်းမြောက်ပြင်းကိုလန်းနဲ့မြောက်ပြင်းကိုလန်းနဲ့86 80လမ်းကြားမှာရှိတဲ့နေတင်းတက်တာမိုးဆန်းဦးလည်း PJ တွေကပြစ်တက်သွားတယ်အဲ့ဒီကိစ္စလည်းယနေ့ထိပလုံပလုံနေစဲပဲဖြစ်ပါတယ် ထိုးတူပါပဲတဲ့ကျွန်တော်တို့ဒီမြင့်ငယ်မြေထားတဲ့ဘက်ကဒူရဲမှုတော့ဒူရဲမှုကလည်းဒူရဲမှုကသူရဲ့ဒီပတိန်ကြီးမျိုးနဲ့မှရှိရဲ့မိသားစုဝင်ကိုပြန်တယ်အဲ့ဒီအချိန်မှာလည်းပြစ်တတ်တဖြက်ခံရတယ်အဲ့ဒီမှာလည်းပလုံသွားတဲ့ genetic လည်းမမိသေးပါဘူးအဲ့တော့မမိတဲ့မန္တလေးမှာမန္တလေးတိုင်းရဲ့ဒီတနည်းကမန္တလေးတိုင်းတော့ကျွန်တော်မပြောဘူးမန္တလေးမြို့ပေါ်မှာပေါ့ရဲတပ်ဖွဲ့ဝင်တွေပြစ်ခတ်လုပ်ချက်ခံလုံခြံခံရတယ်သို့တော်လည်းပဲဒီပလုံနေတဲ့အမှုတွေအများကြီးပဲပလုံနေတဲ့မှုတွေအများကြီးတန်းစီများပဲအဲ့တော့ကျွန်တော်ကအများအားဖြင့်ပြောပါတယ်ရဲတပ်ဖွဲ့ဝင်တွေရဲ့ဟိုတနည်း performance ရှိတာပေါ့ ရဲတပ်ဖွဲ့တရင် format ရှိတယ်။အဲ့ဒါပါလဲဆိုတော့အဖြစ်စဉ်နေရာကိုဘသူဦးစီးပြီးတော့အပေါင်းပဏ္ဏယောက်ကတွားရောက်စစ်စစ်တော့ဆစ်စီတယ်အဲ့ဒါဒီကြီးဖောက်ဝင်တိုင်းဟာဘယ်နှချက်တွေ့တယ်ကြီးကုန်ဘယ်နှချက်တွေ့တယ်မှတ်တမ်းဖြစ်ယူတယ်ပြီးသွားရလားဒီကျိုးလို့နေသူတို့တို့အနေနဲ့တက်ဆိုင်ဟာနေမြေကန်ရဲတပ်ဖွဲ့ဝင်အနေနဲ့ဆက်လက်စုံစမ်းဖော်ထုတ်ဆက်လက်စုံစမ်းဖော်ထုတ်အဲ့တော့ယနေ့မှာကျွန်တော်တို့ယနေ့ထိပဲတက်မလို့ချစ်တဲ့သူတွေမြန်မာနိုင်ငံချစ်တဲ့သူတွေတက်ဖြတ်ခံရတာ တက်ပြက်ခံတဲ့ပြည်သူတွေပေါ့ဗျပြည်သူတွေပါမယ်နိုင်ငံဝန်ထမ်းတွေပါမယ်တန်ဃာတော်တွေပါမယ်အားလုံးကျွန်တော်တို့ဒီတထောင်ပတ်လည်တော်ရှိသွားပြီတထောင်ပတ်လည်တော်ရှိသွားပြီသို့တော်လည်းပဲကျွန်တော်တို့ဖန်းစည်းရမိတဲ့တရားခံကတထောင်ပတ်လည်မရှိသေးဘူးအဲ့တော့ဒါကတော့ကျွန်တော်တို့ရဲတပ်ဖွဲ့ရဲ့တနည်းအားဖြင့်ကျွန်တော်ပြည်ထောင်ဝင်ကြီးဌာနရဲ့ဒါတိုက်ရိုက်ပြည်ထောင်ဝင်ကြီးကတိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအမျိုးသမီးတပြက်လုံးကြခိုင်းရတဲ့ကိစ္စမှာကျွန်တော်ဒါကဒီပြည်ထောင်ဝင်ကြီးဌာနဘလောက်ထိလက်တန်းရှင်းမြဲတနည်းအားဖြင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီး ဘလောက်ထိလက်တန်ရှိမလဲဘလောက်ထိဒါဆွတ်ဆွတ်တမန်ဘလောက်ထိလုံနိုင်မယ်ပေါ့ဒါကတော့ကျွန်တော်မျိုးပုံမှာဖြစ်တာပေါ့ကျွန်တော်ဒါကဒါ KNU အားကောင်းတဲ့နေရာမှာဖြစ်တာလည်းမဟုတ်ဘူး KNBB အားကောင်းတဲ့နေရာမှာဖြစ်တာလည်းမဟုတ်ပါဘူး NASA ကရဲ့အချုပ်အခြာအာဏာအခိုင်အခန့်ရှိနေတော့ဒါမန္တလေးမျိုးပုံမှာဖြစ်တာဖြစ်ပါတယ်အော်ဘလောက်ထိဒါဆွမ်းဆောင်ရေဘလောက်ရှိမလဲဆိုတော့ကျွန်တော်တို့နဲ့အတူခင်ဗျားတို့လည်းစောင့်ကြည့်နေကြမှာဖြစ်ပါတယ်။ရေဘလူဆိုတဲ့တယောက်ဆိုကျွန်တော်မနေ့ရက်တွေကပြောမလို့မေ့ပြီးတော့ဂျန်ခဲ့တာပေါ့နော်။ရေဘလူကတော့စစ်တပ်ကိုစိန်ခေါ်ပါတယ်။စစ်တပ်ကိုအကြီးကျယ်စိန်ခေါ်နေပါတယ်။အဲ့တော့တတ်မတော်အဲ့ရေဘလူကို ရှိတဲ့နေပြည်တော်တာဝန်ကျနေတဲ့တပ်မတော်အရာရှိတွေအနေနဲ့ကျွန်တော်တို့လည်းနည်းနည်းလေးတော့စဉ်းစားဖို့လိုပြီလို့ထင်တယ်ရေဘလူးကတော့စိတ်ခေါ်တယ်ဘလို့စိတ်ခေါ်လဲဆိုတော့စစ်တပ်ကိုသူကပြောရရင်တော့ဗျာတက်ကရာတက်တွေကိုတက်ကလူတွေအချောက်တွေလိုမျိုးသဘောမျိုးသူကပြောတယ်တတိရှိရှိတိုက်ပါမလို့အချောက်တွေဆိုသဘောမျိုးတွေရေဘလူးကပြောတော့ကျွန်တော်တော်တော်စဉ်းစားရတယ်တကယ်မြေပြင်မှာဖြစ်တာအဲ့ဒါမဟုတ်ဘူးကျွန်တော်သိနေတာအဲ့ဒါမဟုတ်ဘူးကျွန်တော်သိသလောက်ကဒီကောင်ကရေဘလူးကအချောက်ကျွန်တော်သိရရေဘလူးကအချောက်နော်တော့ပါလဲဆိုတော့ရေဘလူးကပြောတဲ့စကားလုံးရှိတယ်စစ်ကိုတဲ့စစ်နဲ့တူတော်တိုက်ပါတဲ့စစ်တိုက်ဖို့တက်လာတဲ့ကောင်တွေကလည်းဘာလို့ရွာသားတွေဖမ်းလဲတဲ့တိတ်ခတ်မရှိဘူးတဲ့စာတင်ကြောင်းတွေဘာလို့ပြစ်ရှိလို့ ဘာဖြစ်လို့ဖြတ်စည်းတာလဲဘာညာပေါ့စစ်တပ်လာတဲ့ကောင်တွေကကျွန်တော်တို့လာရင်ထွက်ပြေးသွားတယ်တဲ့မစစ်တပ်ဘူးလာတဲ့ကောင်တွေသူတို့လာရင်ထွက်ပြေးတယ်တဲ့ထိတိုက်တွေ့ကျင်နေဆိုရင်စောင့်ပေါ်တဲ့ညာ7နှစ်နေထိုးပါသူတို့နှရှိတဲ့နေရာကိုကြောက်နေတယ်မနေ့ကျတော့ထွက်ပြေးသွားတယ်တဲ့ကဘာအဆင့်ပြီဆိုတဲ့စစ်တပ်ကတိတ်ခါမရှိဘူးတဲ့အမဲသူပြောနေတာအမဲစစ်တပ်ကစာတရားတွေမီးရှို့တွေပါဘူးလားလုံးတယ်အဲ့ရေမလူဆိုတဲ့ကောင်ကအဲ့ဒီအချမ်းဖတ်သမားကသူပဲခင်ဗျာ27ခင်းချင်းစာမှာဆရာဆရာမတွေကိုကြောင်းမတော်နဲ့ကြောင်းမဖွင့်နဲ့ဖွင့်ရင်မင်းတို့ငါ့ကိုတတ်ပြမှာဘာညာဆိုတော့ရေဘူးလူကိုယ်တိုင်သူကိုယ်တိုင်ဗီဒီယိုဖိုင်နဲ့ပြောထားတဲ့ဖိုင်ကြီးကူးတိရှိသေးတယ် နော်သူကိုယ်တိုင်စာတင်ကြောင်းတွေကိုချိန်ချောက်တယ်ဆရာမတွေကိုချိန်ချောက်တယ်ကျောင်းသားတွေကိုချိန်ချောက်တယ်အဲ့ဒါကိုချိန်ချောက်ပြီးခုကြမှာစစ်တပ်ကိုသူကလက်ညှိုးပြထုတ်တယ်စာတင်ကြောင်းတွေကိုမင်းကဘာဖြစ်လို့လာလို့ဩဆိုဒီလိုကောင်မှုတွေအချောက်ကသူ့မှာအချောက်စေဒီကောင်တတိမရှိဘူးသူ့ကြောင်စာအဲ့ကောင်ပဲတတိမရှိဘူးသူ့ကြောင်စာအဲ့ကောင်မှာသူ့ကြောင်လားစစ်ဘာသူ့ကြောင်လို့သူများသူများခန္ဓာကိုယ်ကြီးကိုခေါင်းကိုဓာရတဲ့ခုတ်တယ်တေပြီးသားတေလူဒီမှာဖြစ်တဲ့ခန္ဓာကိုယ်ဓာတ်နဲ့တွက်ခုတ်တယ်သူ့ကြောင်တတိသာရှင်အဲ့ကောင်နှစ်ယောက်ချင်းရှင်ထိုးခိုင်းပါလားမင်းတတိရှိလားငါရေဘလူးမင်းငါထိုးမလားဆိုအဲ့လိုထိုးခိုင်းဟိုကသူ့ကိုရှင်ထိုးထိုးမှာအဲ့ခါတော့တေလူဒီမှာချိုးတုပ်ပြီးဓာတ်နဲ့ခုတ်တယ်ဆိုတော့ခင်ဗျအဲ့ကောင်အချောက်ပဲ ရေမလို့အချောက်ဘူးသူကအချောက်ခုစစ်တပ်ကိုဗာပြောဆိုတော့ကမ္ဘာဆင်ဆိုတဲ့စစ်တပ်ကတိခါမရှိဘူးတဲ့အချောက်တောက်တယ်ဗောသူ့ကိုချောက်သူလာတဲ့ခါချောက်ထွက်ပြေးတယ်တဲ့ဆိုတော့စစ်တပ်ကိုစစ်ကိုစစ်တဲ့တူအောင်တိုက်ပါတယ်ဆိုတော့စဉ်းစားတာဗောနော်ဟိုကျွန်တော်စဉ်းစားကြည့်တာဗောနော်အဲ့မှာတာဝန်ကျတဲ့တပ်ကတိုက်ရင်မှုတွေဖြူဟာမှုတွေရေဘလူးအချောက်ကိုကျွန်တော်မေးကြည့်ဘူးတော့ဗောလို့ဆိုတော့အဲ့ကောင်စစ်ပွဲရှိမှာတခါမရှိဘူးတဲ့ front line မှာအဲ့ကောင်တခါမရှိဘူးတဲ့စစ်ပွဲဖြစ်တော့မယ်နေရာရလို့လေးနံကြားတယ်စစ်တပ်ကခြိလာကြတယ်ပြေးပြီးတဲ့အကောင်နောက်ပါနေပဲနေတာတဲ့အဲ့ကဲစစ်ပွဲမှာသူတို့အသာစီးရတော့မယ်ခြေတွေရောက်ပြီးလို့ တက်ကနောက်ဆုတ်ပေးရတဲ့ခါမျိုးသူကရောက်လာပြီတဲ့အဲ့ကြိုင်အဲ့ကောင်အဲ့လိုပဲနေတာတဲ့ဆိုတော့ခင်ဗျားတို့ဗျာလို့ဒီကောင်ဒီလိုမျိုးစော်ကားမော်ကလှုပ်နေတော့ခင်ဗျားတို့မလို့ငိန်ခံရရတယ်ဗျာဆိုတော့ကျွန်တော်စိတ်ထဲမကြည်နိုင်ဘူးပွင့်လိုက်ပြီဒီကောင်ကြည့်ပြီတော့ဒီကောင်ကွာလို့ဒီကောင်ဒီလိုမျိုးပရိပရိုက်ပြောနေတာဒီကောင်အဲ့တော့ရှင်းပြရတော့ဗျာရေဘူးတရားလောက်ကိုရှင်းပြနိုင်ရင်တော့ရှင်းပြနိုင်လို့ရှိရင်တော့အဲ့မှာရေးပြန်မှာတော့ရေးဘက်ကဘယ်လောက်ငိန်သွားမလဲဆိုတော့ကျွန်တော်နားလေပါတယ်အဲ့တော့ရေဘလူးဆိုတဲ့ကောင်ကလည်းတကယ်တော့ရေဘလူးဆိုတဲ့ကောင်ကလည်းတိတ်တက်တိရှိရင်ရေးမျိုးတစ်မျိုးတော့တိတ်ပြလိုက်ပေါ့တိတ်လိုက်ပေါ့အဲ့ဒါဆိုစောင့်ကြည့်မယ်သူတိတ်ပြလိုက်လို့စစ်တပ်က သူသိန်းအောင်စစ်တပ်ကခံလိုက်ရတယ်ဆိုရင်တော့အဲစစ်တပ်အသုံးပြတာအေး तू ကမသိန်းနိုင်ဘူးဆိုရင်ရေမလို့စောက်အချောက်ပဲဒါပဲရှင်းရှင်းလေးပဲအဲ့လိုပဲကျွန်တော်ပြောတော့မှာရန်တိုက်စကားတော့တဲ့ပြောရအောင်နော်အဲ့လိုပြောတော့မှာဟုတ်တော့အခုကရေမလို့ကစစ်တပ်နဲ့ထိတိုက်တွေ့မလားဆိုတော့ဒီကောင်တစ်ခါမှရှင်းတိုက်တာမရှိဘူးတက်ကထိုးစစ်စင်ဒီကောင်ပြေးပြီပြေးရ तू ပြေးတာပြေးတာကျွန်တော်သိတော့ तू ရဲပြေးတာတဲ့အဲ့ဒါကို तू ကကြောင်းပြန်ပြန်ပြီးတော့စစ်တပ်ကအချောက်ဒီအာတတိမရှိဘူးလို့စစ်တပ်ကကောင်းတယ်အဆင်မရှိဘူးကဘာအဆင်ဆိုလို့ပြောတယ်ကဘာအဆင်မှစောက်ဆုံးမရှိဘူးအဲ့လိုကောင်တော့လောက်တာတတ်ဘူးမွဲဆိုတော့